လို့အားလုံးမင်္ဂလာပါမမဖူဖော်အေးရမအားလုံးကိုပြန်လည်ပြီးတော့မှကျေးဇူးလိုက်ပါတယ်ဆိုတော့ဒါအားလုံးသိကြတဲ့အတိုင်းပဲဒါဂျာနာဆိုင်နဲ့မှာတော့ဒီမှာအသင်းနဲ့ပါကစ္စတန်အသင်းတို့ရဲ့အရှာပလာချီစပွဲတွေရှိပါတယ်ဆိုတော့နသိန်းမမပြောပါဘူးအင်းဒါကမ္ဘာစင်ရည်တည်မှုအနေနဲ့တော့မြန်မာအသင်းဟာကမ္ဘာစင်160နှစ်မှာရည်တည်နေပြီးတော့ဒါပါကစ္စတန်အသင်းကတော့ကမ္ဘာစင်198မှာရှိနေပါတယ် ဆိုတော့အတင်းအတင်းကြားမှာကွာဟာချက်အနေနဲ့ကအစင်36တိတော့ကွာချမ်းနေပါနဲ့ဆိုတော့ဒါဆိုင်နေမှာကစားမဲ့ပါကစ္စတန်နဲ့ပွဲစဉ်မှာမြန်မာအတင်းအနေနဲ့ပါကစ္စတန်တင်းနဲ့အချိန်မဲ့လို့ရှိရင်အနေရခင်အနေရခင်ပဲဆိုလို့ရှိရင်တော့ဒါရမယ်ရှိတဲ့သမားရှိ၅မှတ်ထိရမှာကြည့်ပြတော့တကယ်လို့တည်ကြခဲ့မှဆိုရင်တော့ ဟောကနေပဲဒါပါကစ္စတန်သင်းကိုရှောင်းလိုက်ခဲ့မယ်ဆိုရင်တော့ဒါဒါမြန်မာအသင်းက16လက်မှ15မှတ်အထိရှောက်ချခဲ့မှလည်းဖြစ်ပါတယ်ဆိုတော့ဒါမြန်မာအသင်းအနေနဲ့တည်ကြလို့တော့ဖြစ်တဲ့အနေထားပါဆိုတော့ဒါအောက်စုတွင်အချိန်နေရာလည်းတည်ကြလို့ဖြစ်တဲ့တည်ကြလို့ရတဲ့အနေထားမဟုတ်သလိုဒါရမယ့်အနေနဲ့လည်းတည်ကြလို့ရတဲ့အနေထားမဟုတ်တဲ့အတွက်ဒါမြန်မာအသင်းအနေနဲ့အနိုင်ကစားဖို့အတွက်တကယ်ကို ဟိုဘက်နေပါပြီဆိုတော့ဒါ sorry ကြီးပဲအတွက်အားလုံးကျေးဇူးတင်ပါတယ်ဒီနေ့ဗီဒီယိုအားလုံးတော့ပါပဲ